မင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းတွဲမနှက်ဖြန်ငွေကြေးကန်ချင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။မနှက်ဖြန်မှာငွေကြေးကန်ချင်းတွေအားဖြင့်တိတ်ပြီးတော့ပေါ့နော်မကောင်းတဲ့အခြေအနေမျိုးရှိပါတယ်။အဲ့တော့လူငယ်လူရည်တွေခလေးတငယ်တွေဆိုလို့ရှိရင်လည်းငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိအဲလူချင်းနဲ့မုံဖိုးကိုတောင်းလို့မရတာမျိုးပေါ့နော်လိုအပ်တဲ့ငွေကြေးကို လူကြီးမိဘတွေစီကမရတာမျိုးစိတ်ဆင်းရဲရတာမျိုးကြုံရတတ်ပါတယ်။ လူကြီးမိဘတွေအနေနဲ့ကလည်းအဲ့လိုပဲပေါ့နော်ကိုယ့်ရဲ့နော်မနှက်ဖြံမှာမျောလင့်ထားတဲ့ငွေကြေးတွေရှိလို့ရှိရင်နှောင့်နှေးနေတာကြံ့ကြာနေတာမျိုးတွေမနှက်ဖြံမှာချိန်ထားတဲ့ကိစ္စတွေစီးပွားရေးလောက်ကနဲ့ပတ်သက်ပြီးချိန်ဆထားတဲ့ကိစ္စတွေပြက်ကွက်တတ်ပါတယ်နော်ရစရာရှိတာတွေမရတာမျိုး ပေးစရာရှိတာတွေမပေးနိုင်တာမျိုး ဖြစ်တတ်ပါတယ် နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကိုမသားမရှိပေမဲ့ပေါ့နော် ကိုစီကနေယူမဲ့သူတွေလည်းအများအပြားရောက်လာတတ်ပါတယ်ကိုလောက်အဆင်မပြေတဲ့သူတွေကိုပေါ့နော်အာပြန်လဲချင်းငါဖို့တွေနော်ကုညီထောက်ပံ့ရဖို့တွေအကြောင်းတရားတွေဖြစ်လာတတ်ပါတယ်ရဝေးကနေပြီးတော့လဲပေါ့နော်အဝေးတနေရာကနေလှမ်းပြီးတော့ကိုကိုငွေကြေးနဲ့ပတ်သက်ပြီးတော့အကူအညီတောင်းတာမျိုးတွေလည်းကြုံရတတ်ပါတယ် စီးပွားနဲ့ပတ်သက်ပြီးတော့လဲပေါ့နော်မနက်ဖြန်မှာစဉ်းစားရင်စဉ်းစားရင်းနဲ့အချိန်ကုန်သွားတာမျိုးတွေကြုံရတတ်ပါတယ်ရင်းနှီးမြှုပ်နှံဖို့လှုပ်ထားတဲ့ကိစ္စတွေဟာလဲပေါ့နော်မနက်ဖြန်မှာလက်တွေ့အကောင့်ထဲမပေါ်ဖြစ်ပဲနဲ့နေ့ရက်တွေရွှေ့ပြောင်းသွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်တချို့ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့လောက်ကန်နေတဲ့လုပ်ငန်းကပေါ့နော်လုံးဝအဆုံးသတ်သွားတဲ့ပုံစံမျိုးလေးတွေကြုံရတတ်ပါတယ်